မင်္ဂလာပါဒုရတေဟာဝိကရေကဒုက္ခဒုက္ခဆင်းရဲခြင်းနဲ့အတူအသွေးတွေနဲ့မွေးလာကြပါတယ်တွေးရင်နဲ့အသက်ကြီးပြီးတေဆုံးကုန်ပါတယ်စိတ်ချမ်းသာတဲ့အသွေးကျန်းမာတဲ့အသွေးတွေဖြစ်ဖို့လိုပါတယ်ဒီဆောင်မနဲ့ကဗျာကလည်းတွေးဖို့အသွေးတွေပြေးလိုက်ပါတယ်ရေဘူးရအခြေအနေကနေမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုထိုးထွက် ထောက်ခွဲကြရပါလိမ့်မယ်။လူသားတိုင်းရဲရင်တန်ဆောင်းနိုင်ဖို့စိတ်ခွန်အားဖြစ်ဖို့ဒီဗီဒီယိုလေးကိုအဆုံးထိနားတော်တရွေးချယ်ခွင့်တခါတုန်းကတိတ်ငဲ့မှတကောင်ဟာ ကောင်းကင်မှာပြန်တန်းနေတော့ဥရှင်တဲ့စိတ်က ထိမ့်မရဖြစ်လာခဲ့တယ်ဖြစ်ချင်းတော့ကျမတကောင်ဟာလဲအောက်မှာဥဝင်နေတဲ့အချိန်နဲ့ဂျုံနာပေါ့ဒါကြောင့်ဥဝင်နေတဲ့ကျမဝတ်ကျင်းရှိရာကိုထိုးဆင်းလာခဲ့တယ်တင်းငယ်မကိုတွေ့တော့ကျမက အလန့်တကြားပြေးထွက်သွားတာပေါ့ဒီလိုနဲ့ကျမရဲ့ဝတ်ကျင်းထဲကိုတင်းငယ်မဟာဥဥပြီးပြန်ထွက်သွားခဲ့တဲ့နောက်မှာ ကျမဟာသူ့ဝတ်ကျင်းကိုပြန်ဝတ်နေခဲ့တယ် အချိန်တွေတဖြည်းဖြည်းနဲ့ကြာလာခဲ့တဲ့နောက်မှာတော့တိတ်ငဲ့ဥကလေးဟာကျက်ဥတွေနဲ့အတူအကောင်ပေါက်လာခဲ့တာပေါ့ကျက်နဲ့တိတ်ငဲ့ဆိုတာအရွယ်စားရောပုံတရံပန်းငယ်စဉ်ကတိတ်မကွာတော့ကျက်တွေအားလုံးကတိတ်ငဲ့ကလေးကိုကျက်လို့ခင်းနေသလိုတိတ်ငဲ့လေးဟာလည်းသူ့ကိုယ်သူပုတ်ထိုင်းလေးဒါဟာကျက်တွေတိတ်ငဲ့ကလေးကိုခေါ်တဲ့နာမည်ပေါ့ တိုင်ငယ်ကလေးဟာကြက်တွေထဲဆိုင်ရင်တော့နည်းနည်းအကောင်ပူထွားတာကိုတနေ့မှာတော့တိုင်ငယ်လေးအပါဝင်ကြက်တွေအုပ်လိုက်အစာရှာနေတုန်းမှာပဲပြေးကြဟိပုန်းနေကြဝတ်နေဝတ်နေဟာတေကုံတော့မှာပဲအဲ့ဒီလိုကြောက်လန့်တကြားအော်ဒန်တွေနဲ့အတူကြဲအုပ်ကြီးတစ်ခုလုံးကဘာပြတ်တော့မယ်အတိုင်းပုန်းသူကပုန်းအော်သူကအော်နဲ့ဆူညာပွက်လို့ရိုက်သွားတယ် တင်းငယ်ကလေးဟာလည်းအခြားကြက်တွေနီးတူကြောက်လန့်ကြပုန်းနေတာပေါ့တင်းငယ်ကလေးဟာပုန်းနေရင်းနဲ့မလှမကမ်းမှဝတ်နေတဲ့ကြက်အူကြီးကိုမြင်တော့လှမ်းမိတယ်အဖကျွန်တော်တို့ဘာကိုကြောက်လို့ပုန်းနေတာလဲဟင်ကြက်အူကြီးကထိတ်ထိတ်လန့်လန့်နဲ့ဘီဘီဝဲရာကိုလှမ်းကြည့်လိုက်ပြီးမှပုတ်ထိုင်းလေးအမေးကိုခတ်တူးတူးလေးပြန်ပြောတယ်ပေါ်ပေါ်ကိုကြည့်လိုက်စမ်းပုတ်ထိုင်းလေး ငှက်တကောင်ပြန်ဝဲနေတာတွေ့လားကျောက်ဦးကြီးကညွန်ပြတဲ့စီကိုတိတ်ငက်ကလေးမှော့မှော့ကြည့်လိုက်ပြီးတွေ့တယ်အဖအဲ့ဒါဘာကောင်လဲလို့ပြန်မေးတယ်အေးအဲ့ဒါတိတ်ငက်လို့ခေါ်တယ်ကွာငှက်တွေထဲမှာတော့ဂုံအရှိဆုံးနဲ့စွာအကြီးဆုံးပေါ့ကွာသူတို့ဟာငါတို့လိုကြက်တွေနဲ့အရွယ်အစားရော ပုံကြံမှာတိတ်မပွားပေမဲ့ ပြန်တန်းနိုင်ကြတာတော့မိုးနဲ့မြေလောက်ွာချားတယ်ဟိမင်းတို့ငါတို့လိုချက်တွေမျိုးကတော့အန်ဒီရင်နဲ့ကြုံတဲ့အခါမှာဝါတရိုက်တတာလောက်ပဲမနှဲအခဲပြန်နိုင်တာပေါ့ကွာတိတ်ငဲ့ဆိုတာမျိုးကထောင်တောင်းချီအမြင့်ထိတက်နိုင်ပြီးတောင်ဝင်ရိုးစွန်းကနေမြောက်ဝင်ရိုးစွန်းအထိပြန်နိုင်တယ်ကွာနောက်ပြီးငါတို့လိုတနေကုန်မြေကြီးရက်ပြီးမှ မဆုတ်မပုတ် ပိုးကောင်၊မှားကောင်အသေးသေးလေးတွေတော့ပဲမဝမလင်စားရတာမဟုတ်ဘူး။အဲ့ဒီအမြင့်ကြီးကနေနေပြီးတော့အောက်ကိုလှမ်းကြည့်ပြီးငါတို့လိုကြက်ကလေးဝက်ကလေးတွေမွေးရီအဆရှိတဲ့အကောင်တွေကိုထိုးတုပ်ပြီးမှစားတယ်ကွ။အမြင့်ကြီးကနေလဲငါတို့လိုအောက်ကအကောင်တွေကိုကောင်းကောင်းမြင်နိုင်တယ်။တိတ်ပြီးမျက်စိလည်းနဲ့ငှက်မျိုးတွေပေါ့ကွာ။အခုလဲငါငါတို့ကိုမြင်တော့မှဆိုးလို့ ပုံနေရရတာပေါ့ပုတ်ထိုင်းလေးရာဟာဆွမ်းလိုက်တာပါရဲ့ကျွန်တော်လဲသူ့လိုရဲရဲရင်ရင်ပြန်တန်းရင်ဂုံတိတ်ခါရှိရှိဝဝလင်းလင်းအစာရှာစားချင်လိုက်တာလို့ပုတ်ထိုင်းလေးကပြောတော့ကြက်အိုကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပုတ်ထိုင်းလေးကိုမျက်စောင်းထိုးပြီးပြောလိုက်တယ်ဟင်းဖြစ်မလားကွာရရာဆဆအောင်လေးရာ မင်းကကြက်မျိုးဟိုကတိတ်ငဲ့ဘဝချင်းမိုးနဲ့မြေလောက်ပွာချတယ်။ကောင်းဝင်စားငှက်ကိုမြေပြင်သူ့ဖက်ရင်မင်းဘဝအသက်ရှင်ခတ်သွားအောင်မယ်။ဟင်းကြက်မျိုးချင်းအတူတူမင်းလိုဘုတ်ထိုင်းမျိုးဆိုဘဝတရိုက်တောင်ပြန်ဖို့ဝေးလို့၂000တာတောင်ရောင်လို့မားလို့ပြန်နိုင်မှာမဟုတ်ဘူး။ကြက်တွေချားမှာကြက်လိုသာပြပြနေစမ်းပါလို့ဆုံးမရာကနေကောင်းဝင်ကိုမှော့ကြည့်လိုက်တော့ တိမ်ငက်ကြီးကိုမမြင်ရတဲ့အခါမလန်းမကောင်းကိုထွက်သွားပြီးအစာကိုရှာ yes နေလိုက်တာဘုတ်ထိုင်းလေးကိုလှဲ့တောင်းကြည့်တော်မူတယ်။ဒီလိုနဲ့သူ့ကိုယ်သူကြက်လို့ထင်တဲ့တိမ်ငက်လေးဟာကြက်အိုကြီးရဲ့အဆုံးမစကားကိုနားယူပြီးသူ့ကိုယ်သူကြက်အဖြစ်နဲ့ခံယူနေပေမဲ့သူခဏလေးအတွင်းမြင်တွေ့ခဲ့ရတဲ့တိမ်ငက်ဘဝကိုတော့အယံအကြသွားတာပေါ့။ သူနဲ့တွေ့တဲ့တိရစ္ဆာန်နိုင်ကိုလည်းတိတ်ငက်တွေအကြောင်းအာရပါရတော့ပြလေရှိတဲ့ဒါပေမဲ့တိတ်ငက်တွေအကြောင်းအပတယပြောပြနေတဲ့ဘုံတိုင်းလေးဟာသူ့ကိုယ်သူတိတ်ငက်မျိုးမှန်မကျက်ဦးကြီးရဲ့ဆုံးမစကားကိုမြေဝဲမကျနားထောင်သွားတဲ့ကျက်အလိန်မာလေးဘဝနဲ့ပဲတခါတည်းရန်အန်ဒီရင်နဲ့ကြုံတဲ့အခါဝါးတရိုက်တတအားခဲပြန်တိုင်းရင်တနေ့ပင်ပင်ပန်းပန်းရေကြီးရဲ့ရှာဖွေပြီး မဆွတ်မပုတ်ဥကောင်မွားကောင်လေးတွေလောက်တာစားတောက်ရင်းနေပဲသူ့ဘဝကိုအဆုံးအဆုံးတက်သွားရတဲ့ကြာကျွန်တော်တို့ကရောအမျိုးမျိုးသောတားမြင့်ချက်တွေအကြောင်းပြချက်တွေနဲ့ဘဝတရိုက်တာလောက်ပဲပြန်ဝင့်ပြုတဲ့ကြက်ကဘာနဲ့တူတဲ့ကြက်ဥကြီးထဲမှာမဆွတ်မပုတ်ဘဝလောက်ကိုသာပင်ပင်ပန်းပန်း yes ရှာနေရတဲ့ကြက်ဖုတ်ထိုင်းတွေအဖြစ်နဲ့နေတော့မလား ွာမြင်မှာထက်မြက်တဲ့တိတ်ငဲ့မျိုးတွေဖြစ်ဖို့ရောမကြိုးစားတော့ဘူးလားကြက်ဘဝကိုအပီးတိုင်ပြစ်ထားခဲ့ပြီးတိတ်ငဲ့လိုရဲရဲဝံ့ဝံ့မြင့်မြင့်မမပြန်တန်းသွားစီချင်ပါလေအားလုံးမှာရဲရဲရင်းရင်းရွေးချယ်ခွင့်ရှိတယ်ဆိုတာကိုတော့ယုံလိုက်ပါ စိတ်နဲ့ဟတဲ့ငကဦးရဲ့နေတမ်းများရအောက်ချမြက်ချက်ဖို့ကောင်းတဲ့အရာတစ်ခုပဲရှိတယ် အဲ့ဒါကတော့အလိုလိုကြောက်နေတဲ့ကြောက်စိတ်စာဝင်စတန်ချာချီပြောသွားခဲ့ဘူးအကြောက်တရားဖြစ်ဖို့အတူတွေကြီးကြောက်ခဲ့ကြတာမဟုတ်တော့ထက်မြက်လူတွေလည်းကြောက်ခဲ့ကြရလိမ့်မယ်မောင်တဲ့ဘက်မှာနေသားကြလာပါများတော့အကြောက်တရားဆိုတာအလင်းဖြစ်လာခဲ့ရတယ်ကြောက်ဖို့အကြောင်းတရားကလုံနောက်ဖြစ်ရင်တခုခုတော့လုတ်ပါလုတ်တဲ့အကျိုးတခုခုမှာအဖြေရှိပါတယ် ဖုံးပိတ်ထားတဲ့အသိဉာဏ်တွေထဲမှာဖုံးလန်းလက်ဆက်အဝိဇ္ဇာတွေဖုံးဝက်ချင်းခံထားရတဲ့စစ်မှန်ခြင်းတရားတွေရှိနေတယ်။အဖုံးဆိုတာအုတ်စရာတစ်ခုခုကြောင့်အတုံးကျလာတာပါ။မယုံရဲမိလို့အနာဂတ်တွေအထိပြားပိလာတာအတိတ်ကဖုံးပိပါများလို့တော့ဒစိမ့်မကတ်နေပြုတ်ကျလက်ဆက်အောက်တန်းကစိတ်တက်အပေါ်မတက်ချင်တာလဲပါတယ်ဖုံးွယ်ထားတာလား ရုပ်ဖယ်ကြည့်တင်တယ်အလုံးပိတ်ထားတာဆိုရင်အပိတ်လုံးနေသေးတာပဲဖြစ်လိမ့်မယ်အပိတ်ကြီးဖြစ်တဲ့မြတ်တန်ဖိုးမဲ့ဤအပိတ်ရှိတဲ့မြတ်အပေါက်ရှိတယ်အตาစီကြားကထိုးတွက်ရှင်တန်လာတဲ့မျက်ချင်းအတူတူအုတ်ကြားမြက်ရဲ့တတ္တိဟာပူရဲရင်ပါလေအဖုံးဖီအောက်ကအကြောက်တရားကိုယုံကြင်ရင် လူရဲကောင်းအမိပေးလိုက်ချင်ပါရဲ့မြက်တပင်ရဲ့တတ္တိအခုနဲ့ပတင်တွန်းထွက်နိုင်ခဲ့သည်စင်စားတွေးခေါ်နိုင်အကြောက်တရားဂျားမာအဖုံးအကာဂျားမာမယုံထွက်နိုင်ဘူးဆိုတာပုဂ္ဂိုလ်တိုင်းကညံ့လိုပဲဖြစ်တယ်ယုံထွက်ကြပါတိုက်ထုတ်ကြပါအလင်းတွေ့တဲ့အချိန်ရောက်တဲ့အချိန်ပေါ့ အဗျာစာပေတွေဟာလူသားတိုင်းရဲ့နှလုံးသားကို အဆုံးအစွန်မရောက်ဖို့တက်မှလမ်းပြတူပါအတီတရားတစ်ခုဟာဘဝပေါင်းများစွာကို အကောင်းစီရောက်ဖို့ပြောင်းလဲပြုပြင်ပေးနေပါတယ်ကျွန်တော်တို့ရဲ့စိတ်မိုင်းပါဝါတွေကိုအဗျာစာပေကနေအရအမိစုပ်ကိုင်နိုင်ကြပါစေအဘလူသားတိုင်းငြိမ်းချမ်းကျမ်းမာအကျိုးတရားများ kiwa kanza nangiabahi